ဆပ်ပတ်ပေးတဲ့များအားလုံးမင်္ဂလာပါရှင်တင်ဆက်သူမေမို့ပါဒီနေ့ဖတ်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆီယာမာကြီးမဝင်းမြင့်ရဲ့ရေးပြအိုင်မဆန်းလန်းများတဲ့ကနေပြီးတော့ရေးပြအိုင်မမွေနိုင်သူဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါအောင်ရှင်ရေးပြအိုင်မမွေနိုင်သူတာဒူတာမြတ်ရဲ့ရုပ်ကလက်လဲလျောင်းအိဆက်ရာ အုတ်ဂူရှိသည့်တောင်ကုန်းငယ်မှာအိမ်သို့ပြန်လေရောက်ရှိသောအချိန်သည်နာနက်9နာရီခွဲပြီးနေပြီ။ နနစာထမင်းဟင်းချက်ပြုတ်ရေးအင်တန်ရှင်ရေးတွေရှိနေသေးသည့်အတွက်ကြောင့်တကြောင်းခရီးရောက်မဆိုင်အဖွားအိုပင်မနေမီကိုတွေးမိရေးတကြောင်းမခင်ရွှေကမွေးနိုင်သူအဘတာပေါ်အကြောင်းအလွန်အမင်းသိလိုသည့်စိတ်ကို အလိုက်သည့်စွာ ချုပ်တီးထားရလေသည်မိဖို့ရောင်ကိစ္စအင်တန်ရှင်ရေးကိစ္စတွေပြီးတော့အခါအဖွားကြီးသားမိနေမခင်ရွှေကထမင်းဟင်းစားတော့ပြီးစေကျော်တင်စီရသေးသည် ကိစ္စအားလုံးပြီးတော့အခါမှာမခင်ရွှေကအပွားအိုရှိရာသို့လာခဲ့သည်အပွားအိုကအဲ့ရပေါ်တွင်တက်တက်တာတာလဲလျောင်းနေသည်ဟောပါကျမကုသိုလ်ယူပေးရစီမခင်ရွှေကဆိုကအပွားအိုခြေရင်ပတ်မှထိုင်ပြီးခြေဘဝနှင့်ခြေတလုံးကိုအတအယာစုံနေလိုက်သည်အပွားအိုကမိမ့်မိတ်ထားသော မျက်လုံးကိုဖွင့်ကြည့်လိုက်၏အေးကွယ်သာဓုသာဓုသာဓုဆရာမလေးပေါ်ပေါ်တို့အိမ်ရောက်လာကလေးကဝတ္တရားမပြတ်ပြူစုခဲ့တယ်နော် ကျေးဇူးတင်ပါတယ်လုံမာလေးရေသူ့အခိုက်အပွားကြီးသမီးကပါ ရောက်လာပြီးသူ့အမေဘေးမှာထိုင်သည်အခွားအိုလက်ကက်ဖက်ကိုယူရစွာဆွဲယူစုံနေပြီးဆီယာမာလေးတည်ချင်တဲ့အပတာပေါ်အကြောင်းပြောပြပေါင်းအမေလို့စကားဆပေးလိုက်တယ်ထိုအခါမှာအပွားကြီးကတတိယသွားဟန်ဖြင့်အော်အော်အေးကိုရင်သာပေါ်အကြောင်းလားနေပါအောင်ဘဲကဆပြီးပြောရမှာဖွားကြီးကပြောပြီးစဉ်းစားဟန်ဖြင့်တမိနစ်ခန့်မြငြိမ့်နေပြီးမှပြောသည် ကိုရင်တာပေါ်ကဒီရွာဇာတိမဟုတ်ဘူးကွ။ဒါပေမဲ့ဒီရွာမှာပဲအဖွားတို့အိမ်မှာအခြေဆိုင်ပြီးဒီရွာမှာပဲဝိတ်ကြိုက်လူနာတွေကိုကဲသွားတယ်။ကိုရင်တာပေါ်ဒီရွာရောက်လာတာကတော့အဖွားခင်ပေါ်ကိုမို့အောင်ကိုအကြောင်းပြုပြီးရောက်လာတာမင်းကလေးရဲ့။အဖွားကြီးဒီမက်ခင်ရွှေကို မင်းကလေးဟုခေါ်လိုက်၊လုံမာလေးလို့ခေါ်လိုက်။ဆရာမလေးလို့ခေါ်လိုက်နဲ့စစ်စနိုးအမျိုးမျိုးခေါ်နေတာကိုမက်ခင်ရွှေကလည်း နှိမ့်ချကြည်ပြူစွာပင်သဘောကျသည်ဟုတ်ကဲ့ဘွားဘွားအဲ့ဒီအဘသာဘောကဒီရွာသားမဟုတ်ဘူးဆိုတော့သူ့ဇာတိကဘယ်မှာလဲမပြောဘူးကွကိုရင်သာဘောကလူတစ်မျိုးမေးလဲပြောခြင်းမှပြောတယ်မမေးပေမဲ့သူပြောခြင်းပြောနေတာပဲတချို့ရွာသူရွာသားတွေကတော့ကိုရင်သာဘောကိုကြက်မပြေဘူးအယူလို့ပြောကြတယ်ဒါပေမဲ့ကိုရင်သာဘောမယူဘူးစိတ်သဘောထူးဆန်းတဲ့လူလို့ဆိုရမယ် ထိုအခါအပွားကြီးသမီးကဟုတ်တယ်အဘသာဘောမယူဘူးသူတို့ကအဘသာဘောတီတီနေတာကိုကြမ်းဖန်အပြစ်ရှာပြောတာယူတဲ့လူကငွေနိုင်ပါမလားငွေကြိုက်ခံတဲ့လူနာတွေကိုစေးကုနိုင်ပါမလားဆရာမလေးရဲ့နောက်ပြီးအဘသာဘောကစေးကုကဘဲရွေဘဲမြပေးရမယ်လို့ဘဲတော့မှမတောင်းဘူးပေးခြင်းပေးမပေးခြင်းနေပေးလဲကုတာပဲမပေးလဲကုတာပဲအဘသာဘောကအိမ်တော်မရှိဘူးဆရာမလေးရဲ့လူပြိုကြီး အဘသာဘောဒီရွာရောက်လာတာမောင်လေးဆုံးပြီးမှနော်အမေလို့တွတ်တက်လက်လက်ပြောဆိုမင်းမြန်လိုက်တယ်ဟုတ်တယ်သားဆုံးပြီး၃လလောက်အကြာမှာရောက်လာတာအဲ့ဒီအချိန်ကကိုရင်သားဘောအသက်အရွယ်ကကိုဖိုးအောင်ထက်၃လနှစ်လောက်ကြီးမလားပဲလူပေါင်းကရုပ်ရည်သက်ရောင်တစောင်းနဲ့ကောင်းလိုက်တဲ့ဇပင်းကြီးရှင်းမျက်စိထိရောအဲ့ဒီအဘသာဘောကဘယ်လိုအကြောင်းပြုပြီးဖိုးဖိုးနဲ့ဆက်သွယ်မိတာလဲဖွားဖွား သူတို့သားအမိစကားအယအဘသားပေါ်ဤရွာကိုရောက်လာခြင်းကဆိုလျင်အဘကြီးသမီးသည်၁၀နှစ်ကျော်အရွယ်ကလေးငယ်မြသာဖြစ်သေး၍တေချာစွာမှတ်မိနိုင်မည်မဟုတ်လို့တွေးမိပြီးအပွားအိုကသာမေးလိုက်သည်။ဆီယာမလေးကထူးထူးဆန်းဆန်းကလေးတွေမှတ်ဖို့သားဖို့ဝါသနာပါတယ်ဆိုရင်ဖောပွားတို့ရေးပြအံရွာနဲ့ပတ်သက်ပြီးပြောစရာလေးတွေတော်တော်များများရှိတယ်ကွ။မှတ်တမ်းသဘောမျိုးနဲ့စာကလေးရေးထားပါလား။အဘွားကြီးကပြောသောအခါ မခင်ရွှေစိတ်ထဲမှာစာရေးစရာဖြစ်ချင်တယ်လို့စန္ဒာမျိုးပေါ်လာသည် ကုသိုလ်ကံဟူသည်ဤသူကမှကြိုတင်မမြင်နိုင်ချေမခင်ရွှေအဖို့တနေသောအခါဝယ်နာမည်ကျော် စာရေးစရာမှမဖြစ်ဟုဘယ်သူပြောနိုင်မည်နည်းထို့ကြောင့်အဖွားအိုပြောသည့်အတိုင်းသဘောတူလိုက်သည်ဖွားမပြောတာကောင်းတယ်ကျွန်မမှတ်တမ်းသဘောအားလုံးပြန်ရေးထားမယ်ဖွားဖွားအထူးထူးဆန်းဆန်းကလေးတွေကိုသာပြောပါအေးအခုကိုရင်သားပေါ်အကြောင်းပြောပြမယ်မိန်းကလေးမှတ်တမ်းကလေးရေးစမ်းရေးပြီးရင်ဖွားဖွားကိုပြန်ဖတ်ပြ ဟုတ်ကဲ့ဘွားဘွားပြောပါအဘွားကိုပြောပြသည်အဘသားပေါ်အကြောင်းကိုမက်ခင်ရွှေကဤသို့မှတ်တမ်းရေးလိုက်သည်တားငယ်သည်သူ့ရင်ခွင်ရိပ်မှထွက်ခွာသွားခဲ့သည်မှာသုံးခါကြားခဲ့ပြီဖြစ်တော်လဲကိုဖို့အောင်တို့မိသားစုသည် တနေ့မှမမေ့နိုင် အလွမ်းမပြေနိုင်အောင်ဖြစ်ရသည်ပင်မဆင်းရဲစွာ လုတ်ကိုင်းရှာဖွေစားတော့ရသည်အဖြစ်မှလွတ်မြောက်စေသည့်ကောင်းကျိုးချမ်းသာပေးသည့်တားငယ်ကို များစွာလွမ်းဆိုသည့်အလျောက်မိုးရိအောင်ကမုံမုံမှိုင်းမှိုင်းဖြစ်နေသောနေ့တစ်နေ့ဝယ်ကိုဘိုးအောင်သည်ကားငယ်လဲလျောင်းအိတ်ဆက်ရအုပ်ကူရှိသည့်တောင်ကုန်းငယ်စီသို့သူတယောက်ထဲထွက်လာခဲ့သည်မတ်ရွှေအိမ်ကိုပင်အတိမပေးပဲတိတ်တဆိတ်ထွက်လာခဲ့ခြင်းကမတ်ရွှေအိမ်သည်မိမသားဖြစ်သည့်အလျောက်တားဤအုပ်ကူကိုမမြင်ရလျင်တော်သေးသည်မြင်ရလျင် ထိတ်မနိုင်သိမ့်မရပရိဒေဝသောကမိအာကြီးလာသည်ဖြစ်သောကြောင့် ဤတောင်ကုန်းထိပ်သို့မတော်ရအောင်ဖြောင်းဖျားခဲ့ရသည်ထို့ကြောင့်ကိုဘိုးအောင်က တိတ်တဆိတ်ထွက်လာခြင်းဖြစ်သည်တောင်ကုန်းငယ်ကိုမရောက်မီလေခွက်လေးစုစုံရာ လေကရင်ထိပ်ဝဲတောင်ပေါ်ကြီးတစ်ခု ရှိခဲ့သည်မှာနှစ်ပလိစီကတော်တော်ပင်ကြာညောင်းခဲ့လေပြီတောင်ပေါ်အတွင်မှာမွေကြီးတကောင်ရှိသည် မွေကြီးကနှစ်ချို့မွေကြီးပင်ဖြစ်တော်လဲကိုခန္ဓာမှာ နှစ်ကြာညောင်း၍ကြီးလာသည်ဟုမရှိ ပထမဆုံးမြင်တွေ့ခဲ့မှုသည်အရွယ်ပမာဏအတိုင်းသာရှိပြီးအယောင်မှာအစိမ့်ပုတ်ရောင်ဖြစ်သည်မွေကြီးကလည်းမိသူကိုမှအန်တရယ်မပြုတ်ခဲ့မိသူကမှလည်းမွေကြီးကိုအနှောက်အယှက်မပေးဘဲဘဲမဲ့လိုသဘောထားခဲ့ကြသည်ဖြစ်ရာရွာသူရွာသားတွေမြင်မွေကြီးသည်နားလည်မှုရှိနေသည်ဟုဆိုရမည် လွန်ခဲ့သည့်နှစ်ရက်ကမူမော်တော်ကားလမ်းဘေးမှာအရက်ပုံးဆိုင်ပွင့်ရောင်းနေသူဆိုင်ရှင်အားခရီးတစ်ထောက်ကိုကိုနာသည့်မော်တော်ကားတစ်စီးခရီးတဲ့ကလင်းမွေသားကိုအရက်နဲ့မြည်လို့သည် လင်းမွေတကောင်ကို အရေးဆုပ်ပြီးအခွေမပြတ်ကြော်ပေးရင်ငွေ၅ချက်ပေးမယ်လို့ဆိုထားတယ်။ထို့ကြောင့်အရက်ဆိုင်ပိုင်ရှင်သည်ငွေ၅ချက်ကိုမှတ်ခါလင်းမွေကိုရှာသည်လင်းမွေကိုရှာမရသည့်အစုံတသက်ကကိုခြိုင်သည့်သဘောနဲ့တောင်ပေါ်ထဲကမွေကြီးကိုရအောင်ကြံစီသည် မွေတွင်းဝကိုငွေယုတ်သီးညော်နဲ့တိုက်သောအခါမွေကြီးထွက်လာသည်။အရက်ဆိုင်ရှင်ကလက်ထဲမှာအသင့်ကင်ထားတဲ့ငါးကွာခရင်နဲ့မွေကြီးဥကောင်းကိုတည်တည်ချာချာချိန်ပြီးထိုးသည်။သူ့ခရင်သွားကမွေကြီးဥကောင်းကိုမထီပဲမွေကြီးကသူ့ခြေတလုံးကိုအာရပါရပေါက်ပြီးတွင်းနဲ့ပြန်ဝင်သွားလေသည်။အရက်ဆိုင်ရှင်က မွေသားလည်းမရငွေငါးချက်လည်းမရပဲမွေစိတ်မွန်က သူ့အရက်ဆိုင်ကို အတူပါလာသူကတည်ယူသွားပြီး ငွေကုစရာကိုပင့်ပြီးစေးကုတော်လဲငွေစိတ်ကမကြသေး။ဤအဖြစ်ကယနေ့မနက်စောစောပိုင်းကဖြစ်လိုက်သည်ကိုတရွာအလုံးသိလိုက်သည့်ဤသူကိုဖို့အောင်လဲသိခဲ့သည်။သို့သောငွေကလေး၅ချက်မတ်ပြီးမလောက်အပ်တာကိုတွားလုပ်တဲ့သူဒီလိုအတိတ်ကရမွေကြီးမျိုးကြိုက်တာတော့မွေကြိုက်ပြစေးကုစရာလဲနိုင်မှာမဟုတ်ဘူးဟူသည့်သူညီသည့်ဆုံးဖြတ်ချက်ကိုတရွာလုံးကချထားသည်ရွာသူရွာသားတွေဆုံးဖြတ်ချက်ကမှန်နေပြီလားမသိ ငွေကြိုက်ခံရသောလူနာသည် မနက်9နာရီလောက်ကအကြိုက်ခံရသည်စေးစီအားကိုပင့်ပြီးချက်ချင်းကုသခဲ့သည်သို့တော်ယခုကိုဘိုးအောင်တောင်ဟုံးငယ်သို့တွားရန်ထွက်လာသည် နေမုန်းတဲ့ချိန်တိုင်အောင်လဲမွေစိတ်မကြသည်သတိမရသည်မွေစိတ်မှော်နေစေပင်လက်ရှိကုနေသောဆရာကဟန်ပုံမပေါ်၍လက်လျှော့ထွက်သွားသည်ဖြင့်နောက်ထပ်စေးစီအားအသေးတယောက်ကိုစူးစမ်းရှာဖွေနေစေဖြစ်သည်ကိုဘိုးအောင်ကတားငယ်လဲလျောင်းအိတ်ဆက်သည့်အုပ်ဘူးရှိရာတောင်ဟုံးငယ်စီကိုထွက်လာရင်း မနက်ကတောင်ဖို့တွင်းအောင်ငွေကြီးနှင့်ငွေငါချက်မမောသောအရက်ဆန်ရှင်တို့အဖြစ်ကိုသတိရပါရွာသူရသားတွေပြိုးနှုတ်ရင်ကောက်ဆက်ရင်ဒီလေကတဲ့ပေါ်ဒီတောင်ဖို့ကြီးနားမှာထိုင်ကြနားကြထမင်းစားကြလှုပ်နေတာကြားလာပေါ်ဒီငွေကြီးကသူ့ကိုဒုက္ခမပေးတဲ့သူတွေကိုသူကလည်းဒုက္ခမပေးဘူးတူဦးတူတစ္ဆာတရားစောင့်တိထိမ့်သိမ့်ဖို့တကယ်အရေးကြီးပါလားလို့တီတိုးရွတ်ဆိုရင်တောင်ပေါ်ကြီးရှိရာကိုလှမ်းမျောကြည့်လိုက်မိတော့ကိုဘိုးအောင်ရဲ့မျက်လုံးက တောင်ပုတ်အနာတွင်တိတိငိမ့်ငိမ့်ရက်နေသောလူတစ်ယောက်ကိုတွေ့ရသည်ထိုသူ၏လက်ပေါ်တွင်ကမွေကြီးတစ်ကောင်ကိုဘိုးအောင်ရှိရာနေရာနှင့်တောင်ပုတ်သည်ဂဲတပြည့်မြသာကွာသည်ဖြစ်ရာ မြင်ကွင်းကပြတ်သားထင်ရှားလာသည် တွေ့လူ၏လက်ပေါ်ကမွေကြီးကတောင်ပုတ်ရဲမှနေသည့်အစိမ့်ပုံရောင်မွေကြီးဖြစ်သည် ကိုဘိုးအောင်ကတေချာစေရန်အနာသို့ကတ်သွား၏အနာသို့ရောက်သည်နှင့်တပြိုင်နက်ထိုလူကစတင်ပြောလိုက်သည် တဦးကိုတဦးအန်ဒီရဲ့မပြူပဲတစ္ဆာဆောင်နေသည်မြကာလာပလုံးစိတ်ချမ်းသာမှုရမှာပေါ့ဗျာအခုတော့မွေးကြီးတုပသားသူနေတာကိုတတ်ဖို့အားထုတ်တာကိုနေမဝဲမီမှာလူနာကိုကျွန်တော်လက်အပ်ရင်တော့အသက်ရှင်အောင်ကဲနိုင်ပါတယ်ကိုလူကပြောပြီးမွေးကြီးကိုသူ့တင်းဝါသူ့ရင်သားစွာချပေးလိုက်သည်မွေးကြီးသည်လှပါသောပပင်းကိုပင်ညာရိတ်ကကိုဘူးအောင်ကိုကြည်သည်ရွှေဟူသောအဒန်ရှိကြီးကိုပြူပြီးပပင်းကိုချတာထွင်ထွင်သူဝင်သွားလေသည် ကိုပိုးအောင်သည်သူ့လာရင်ကိစ္စကိုပွေးပယ်လိုက်သည်မွေကိုက်ခံရသည့်လူနာချမ်းသာစေလိုသောဆန္ဒဖြင့်နောင်ကြီးကဲနိုင်ရင်ကျွန်တော်ကလူနာရှင်ကိုစားပဲ့ပါတယ်ခမညာအခုကြွပါလို့ရိုးသေးစွာတောင်းပန်သည်ထိုလူကဥကောင်းကိုခါရမ်းလိုက်သည်ခမညာကဘာမှမဆိုင်နဲ့ကြားလိုပဲဗျာလူနာရှင်ကိုတိုင်းကလိုလားမယ်မလိုလားမယ်ဆိုတာမသိသေးပဲနဲ့ကျွန်တော်ကလိုက်သွားပါပြီတဲ့ဟိုမှာလူနာရှင်ပိန့်ထားတဲ့စေးစရာတယောက်လက်ထဲမှာလူနာရောက်နေနေရင် ကျုပ်ကအတိတ်ဝင်ပြီးတော့လူကူတယ်လို့ဖြစ်မလားတယောက်စီကိုတယောက်မကြောကောင်းမှုလေတစ္ဆာတရားဆိုတာရှိရမှာပေါ့တို့လူရဲ့စကားအတိတ်ပဲကိုကိုပို့အောင်ကောင်းကောင်းနားလေသည်တို့လူကိုမြင်သည်နှင့်တပြိုင်နက်သူပြောသည့်စကားတွေကိုကြားရသည်နှင့်တပြိုင်နက်မွေစိတ်ကိုနိုင်သူဖြစ်ကြောင်းအကဲခတ်မိသည်ထို့ကြောင့်တို့လူကိုနောင်ကြည့်ဒီနေရာကနေဘဲမှမသွားပါနဲ့အောင်နော်လူနာရှင်စီကိုကျွန်တော်အမြန်ဆုံးသွားပြီးအကြောင်းကြားပါမယ်ခဏဆောင်ပါနော်နောင်ကြည့်ခု ရိုးရိုးသေးသေးပင်တောင်းပန်ထားခဲ့ပြီးလူနာရှိရာကိုဒုံဆိုင်ကြေးလာခဲ့သည် လူနာရှင်က နောက်ထပ်ရှားပွေပင့်ထားသောဆေးစရာကလည်းစန္တဝါဝါဖြစ်နေ၍လူနာရှင်သည်စိတ်ပြက်ဝမ်းနည်းနေစေဝယ်တွင်ကိုဘောအောင်ရောက်သွားပြီးလူနာရှင်ကိုအကျိုးအကြောင်းပြောပြသည် လူနာရှင်သည်ဝမ်းမြောက်အားတက်စွာဖြင့်ကုလဆာဆေးစရာကိုထိုက်တင်သည့်ငွေကြေးကတော့ပြီးပြန်လွှတ်လိုက်သောအခါပြညာမပြေဆုံးသေး၍ရံဝဝဖြစ်နေသောဆရာသည်ချော်လဲရောထိုင်ကခတ်တုတ်တုတ်ပြန်ကြွသွားတော့၏ လူနာရှင်ကိုယ်တိုင်ကကိုဘိုးအောင်နဲ့အတူလိုက်လာပြီးတရိုတသေးပင့်သောအခါကိုလူသည်ကြည်ပြူစွာလိုက်လာသည်။မွေစိတ်မွန်ကသတိမိတ်နေသောလူနာကိုတေချာစွာကြည်ပြီးအိတ်ထဲမှပါလာသည့်စေးပလင်းငယ်လေးတွေကစေးမုံအနှဲငယ်ကိုရေးဖြောကလူနာ၏ပါဇက်ထဲလောင်းထည်သည်။မေဂလ်ဒီနေရကိုဓာငယ်ဖြင့်လက်တဆစ်စီမြချက်ချေကပ်ခွဲပြီးစေးမုံကိုတိတ်ထည်သည်။ကိုတရားမျက်သားမြကြသောအခါလူနာ၏ပါဇက်ထဲမှအမြုပ်တွေအန်သည်။ဓာခွဲရာနေရာမှာ သွေးပွညိုညိုမဲမဲတွေစီးကြလာသည်အနာမညိုညိုမဲမဲတွေစီးကြခြင်းရက်တန်သွားသောအခါတွင်လူနာသည်တတိပြန်ရလာသည်ကဲမသေးတော့ဘူးစိတ်ချထိုးလူသည် စကားတခုနဲ့တူတူပြက်ပြက်ပြောကားဤသူမှမတားဆီးနိုင်မီပင် လူနာအိမ်မှထွက်ခွာသွားသည်ကဘူအောင်ကကြပြသည်ပြေးလိုက်လာသည်သူအိမ်တွင်အခရတန်အမောပြေပါဟုတောင်းပန်ပြီးခေါ်လာခဲ့သည် ကိုဘူအောင်နှင့်စတင်တီကျွမ်းရသည်ဖြင့်ခင်မင်းသော ေတ္တာစိတ်ထားဟန်တူသည့်ထိုသူသည်အေးဗျာခမရစီမှာတော့နေခြင်းစိတ်အရှိသာကျုံနာမည်ကတဘောတဲ့မှတ်ထားခမရနာမည်ကရောအသားအဝိုင်းအပွဲအနှွဲစကားကိုမသုံးဝဲရိုးရိုးရှင်းရှင်းပြောသောကိုသားပေါ်နှင့်ကိုဖို့အောင်တို့မိသားစုသည်ဆွေမျိုးရင်းချလိုဖြစ်သွားသည်သူ့နာမည်ကိုသားပေါ်သူ့အသက်ကကိုဖို့အောင်ထက်လေးနှစ်လောက်ကြီးတယ်။မွေကိုက်လူနာကိုနိုင်နိုင်နေနေဆေးကုတတ်တယ်ဟူသောအချက်သုံးချက်ကလွဲပြီးကိုသားပေါ်အကြောင်းကိုကိုဖို့အောင်တို့မိသားစုပါမှမသိရကြည်။ ကိုသာဘော်ကလည်းဤသုံးကုန်သောဇကားကလွဲပြီးဘာမှမပြောဤသို့ပင်ဖြစ်စေတဦးနှင့်တဦးဘဝကုသိုလ်ကြောင့်အဆွေမျိုးရင်းချာ ဖြစ်ခဲ့ပြီးအတူနေထိုင်စားတောက်လာခဲ့ကြ၏ကိုသာဘော်မွေးကြိုက်ခံရသူကိုစိတ်ကူပုံမှာရိုးရိုးစင်းစင်းဟုဆိုနိုင်မည်လားနည်းနည်းသောပညာရက်ဖြင့်ကုသည်ဟုဆိုနိုင်မည်လားမသိပေမွေးကြိုက်ခံရသူကိုမမြင်ရသေးမတွေ့ရသေးတော့လေလာပင်သော လူနာရှင်ကို ကြုံမလိုက်ပြရစေနဲ့ပြန်ပါဗျာလို့ပြော့လွှတ်လဲရင်ထိုလူနာသည်စင်းစရာလာပင့်သူအိမ်ပြန်မရောက်မီမှာပင်တေဆုံးနေပြီဖြစ်၏ငွေကြိုက်ခံရပြီးမိနစ်ပိုင်းနာရီပိုင်းအတွင်းမှာလာပင့်စေကမူကိုတာပေါ်သည်အနှဲငယ်အမြခတ်တူတူမျက်တောင်ဆင်းနေပြီးမှအထက်ပါအတိုင်းပြောလွှတ်လိုက်လဲရင်ထိုလူနာသည်ညီတိနီးနင်းမြအသက်မရှင်နိုင်တော့ကြီးငွေကြိုက်ခံထားရသည်မှာတနေကုန်အချိန်ကြာညောင်းနေလင့်ကစားလူနာရှယ်မှလာပင်သောအခါ၌ အနေငယ်များခက်တွေတွေမျက်တောင်ဆင်းနေပြီးမှအေးလိုက်တာပေါ့သွားစရို့လို့ဆိုပြီးပိန့်ခေါ်ရာကိုလိုက်လာလျင်ထိုလူနာသည်တေချာပေါက်ပျောက်ကင်းချမ်းသာသည်တေကလူနာရှင်တို့လောက၌ပြောစမှတ်တစ်ခုဖြစ်လာ၏ဆရာသားဘောကိုပိန့်လို့မရရင်အဲ့ဒီလူနာအတွက်အဆုံးစွန်ကိစ္စဆောင်ရွက်ဖို့သာစီစဉ်ပြီးတော့ဆရာသားဘောကြွလာရင်တော့ဒီလူနာကမွေမကလို့ငကားကြီးပဲပေါက်တက်လိုက်အောင်တော့ဘယ်တော့မှမသေးနိုင်တော့ဘူး ကိုတာဘော်ဒီမွေကိုက်လူနာအတွက်သာတေးတန်စီကူသည်တခြားဝေဒနာများအတွက်မြည်တိုသောသူကမြည်တိုပင်တောင်းပန်ရှုကြိုးပင့်ခေါ်စီကမူလုံးဝလက်မခံပေစေကူကအတွက်ကိုမြည်သည့်အတွက်များစကားမပြောလူနာရှင်က စေတနာအလျောက်လာကြောသောဝေကြီးအဝေးအထင်စားတော့ဖွဲရာပစ္စည်းအသုံးအဆောင်ကိုသူတဲခိုနေထိုင်စားတော့ရာအင်ရှင် ကိုဘိုးအောင်တို့မိသားစုကိုအားလုံးပုံပေးသည် ဆင်းရဲချုံးငယ်သောလူနာရှင်ဖြစ်နေလျင်စေကုတကရော့ကြီးမယူသည်သာမကတခြားသူတွေကရော့ထားသည့်ပစ္စည်းတွေကပင် ခွဲဝပြီးပေကန်ထောက်ပံ့လိုက်သည်သည်ကိုဘိုးအောင်တို့မိသားစုမှာကိုသားပေါ်ကိုသွေးသားအရေးအချာလိုပင်ခင်မင်အားကိုမိကြသည် သူဇာတိဇမ်းမြင့်အထောက်ပတ်တိကိုမဲကြည့်နေရင်သိရတော့ခမရတို့မှာဘယ်လိုအကျိုးကျေးဇူးတွေခံစားကြရမလဲမသိရတော့ဘယ်လိုအကျိုးကျေးဇူးတွေစုပ်ယုပ်သွားမှာလဲ အဲ့ဒါပြောကြစမ်းပါဗျာကြုတ်ကျင်းနဲ့အောင်ပြောနိုင်ရင်ကြုတ်ရစဝင်ကိုဖျက်ပြမယ်ဟူသောအဖြေကိုမင်းညံသူတို့ကိုနှုတ်ပိတ်စေသည်ဆရာကြီးရေမွေးပြီးစေလေထိုးပေးပါလို့တောင်းပန်လည်းရင်ကြုတ်ငါးပါးဒီလာနေတိုင်းမြည်ထားတော့မှုသားမပါတဲ့အမှန်အတိုင်းပြောရမယ်ဆိုရင်ခမရလို့ကိုမွေးပြီးစေထိုးပေးဖို့နင်းနေတာတာကြုတ်ကိုယ်တိုင်လည်းမွေးပြီးစေလုံးဝမထိုးခဲ့ဘူးပါဘူးမွေးပြီးစေလည်းမရှိတာဟုဟုဖြည့်ရှင်းပြတတ်သည် ြည်သူပင်ဖြစ်စေကိုတာဘော်တယောက်ဝေစိတ်ကိုနိုင်သည်ကတော့အမှန်ပင်ဖြစ်သည်ဝေကိုက်ခံလူနာရှိ၍လာပင်လေမြေမြဝေကွာသောဒေတာဖြစ်စေတက်ရှိသောဝါရုံးရဆွဲရရင်ကိုကကိုတာဘော်မြည်သည့်အခါမှမစီချင်းချင်းသာလမ်းလျှောက်လိုက်လေရှိသည်တကြိမ်သောအခါကရွာတရွာကလူနာရှင်လာပင်သည်ရွာမှာအတော်ဝေးသောဒေတာဖြစ်သည်မနေ့ကညာဦးပိုင်းအချိန်မှာရှင်နူးအိုတေယံထင်းမုံတွေကထင်းကိုဆွဲယူသည်တွင် ။ချင်းမုံတဲ့ကမိကြီးကဲလိုလှပသောညရဲနေသောကြောင်မြရတနာလိုတောက်ပြောင်နေသည့်အရာနှစ်ခုကိုတွေ့ရသဖြင့်ကင်ကြည့်လိုက်မိသည်။သူရသည်ငွေတကောင်ဤမျက်လုံးဖြစ်ကြောင်းကိုငွေကြိုက်ခံလိုက်ရမှသိရသည်ဟုဆိုသည်။မနေ့ညဦးပိုင်းအချိန်ကငွေကြိုက်ခံလိုက်ရသည်။အခုကိုရင်သာဘောထံလူနာရှင်လာပေသောအချိန်မနက်9နာရီအချိန်တိုင်းပဲပြီ။ လူနာရှင်ဤမျက်နာသည်စိုးရိမ်ထိတ်လန့်ခြင်းဖြင့်ဖြူရောနေသည်ပုံမှန်ရည်ဝဲနေသောမျက်လုံးဖြင့်ကိုတာပေါ်ကိုအာကိုတကြီးအကူညီတောင်းနေသည်ကိုတာပေါ်ကထုံးစံအတိုင်းမျက်တောင်စင်းကခတ်တွေတွေခိတအမြငိမ့်နေသည်ထို့နောက်မတိမတာတက်တင်းချပြီးအေးလိုက်တာပေါ်သွားစို့ဟုသောစကားနှုတ်မှတက်လာသည်တွင်လူနာရှင်ဤဖြူရောသောညှို့လျော်သောမျက်နာသည်ချက်ချင်းသွေးရောင်ဖြန်းကလန်းဆန်းကြည်လင်သွားလေသည် လူနာရှိရာရောက်ပြီးကုသပြီးသောအခါကုသဘောကချင်းမုံထဲမှာမွေးရှိသလားလို့မေးတယ်။မွေးရှိနေသေးသည်မရှိတော့ဘူးကိုဘသူမှမပြောနိုင်မိသူမှလည်းချင်းမုံကိုမရှင်းဝင်ဖြစ်နေကြောင်းသိရသည်။အချိန်ကညနေ9နာရီတိုးလူနေပြီ။နေရောင်တော့ရှိပါသေးတယ်လေ။ကုသဘောကပြောပြီးမှန်ခတ်ကြီးကြီးတစ်ချက်တောင်းသည်။မှန်ရသောအခါကုသဘောသည် နေရောင်ရသည့်နေရာမှာမှန်ကိုထောင်းပြီးချင်းမုံထဲကိုမှန်ရောင်ထိုးကြည့်လိုက်သည်။ဟောဟောဟိုမဟိုမ ဘေးကဝိုင်းကြည့်နေသူတွေရဲ့အတန်ဒီစူးညံသွားသည်။မှန်ရောဟတ်လိုက်သည့်နေရာမှာပပင်းထောင်ထားသောမွေးဥကောင်းကြီးတက်တဲ့ဖြစ်ရာမွေးဤမျိုးလုံးနှလုံးမှနီးရဲတောက်ပါသောအယောင်သည်တရပန်းလျက်နွယ်များလိုဖြာထွက်သွားသည်။ကိုသားဘောကကြည်နေသူအလုံးကိုတယောက်မချမ်းဖယ်ခိုင်းသည်။ဒီမွေးကမွေးရိုးရိုးမဟုတ်ဘူး။၎င်းဥကပေါ့ဆာခလေးငယ်အရွယ်သာရှိသေးတယ်။ ကိုသာပေါ်စကားကြောင့်ငကားတဲ့ဟေးငကားဝိုးပြေဟူသောဆူဆူမြန်မြန်အတန်တွေဖြင့်လူဟုဖဲကုန်ကြသည်ငကားဆိုရာပင်လေသမုတ်တရားထဲမှသာနေတယ်လို့ကြားပူပါတယ်ဆရာကြီးအခုဘယ်လိုကြောင့်ကိုဘော်ကထင်းမုံနဲ့ရောက်နေရတယ်လို့အတန်တတန်ကခက်လန့်လန့်မှပေါ်လာသည် ကိုသာပေါ်ကပြန်ပြောတယ်ငကားဆိုတာရေနေငကားနဲ့ကုန်းနေငကားလို့နှမျိုးရှိပါတယ်အခုတွေ့နေရတာကကုန်းနေငကားပါကုန်းနေငကားဆိုတာလူသူတွေအနာနိနိကကနေလို့မရှိပါဘူး ခုလိုအပြင်းမျိုးဟာအမတန်ကြုံကြိုက်ခဲ့ဖြစ်ခဲ့ပါတယ်။သူ့မျိုးလုံးက အမောင်ထဲမှာမိကြီးခဲ့လို့ပရမညာလို့တိတ်လှတဲ့နီနီဟဲရဲ့အယောင်တောက်နေတဲ့ဆိုကလေးကကောင်းငင်တကားပဲလို့ကျွန်တော်သိလိုက်ပါပြီ။ကဲဝဲဝဲရှောင်းနေကြနော်။ကိုတာပေါ်ကပြောပြီးမှန်ထိုးထားတဲ့အလေးယောင်ထဲမှာမတင်းထနေသောမျိုးကိုစိတ်စိတ်စိုက်ကြည့်ပြီးနှုတ်မှတီတိုးရေရွပြောဆိုနေသည်ခဏများအကြာအဝဲမွေးသည်ပတိချာကထင်းမုံထဲမှာကိုသာပေါ်ရှိရာကိုထွက်လာသည် မွေးက ကြီးကြီးမားမားမဟုတ်ယောက်ျားကြီးတယောက်ရဲ့လက်ပမာဏမြအလုံးသာရှိပြီး အရှိမာတပေခွဲမြသာရှိပေလိမ့်မည်တို့တော်မှန်လင်းရောင်ထဲမှာတွေ့နေရသောမပြင်းအဝိုင်းပမာဏကယောက်ျားတော်စိုက်ပင်မကကြီးမျက်လုံးနှလုံးကအကောင်အထည်နဲ့မလိုက်အောင်ကြီးမာသည်မျက်လုံးတစ်လုံးသည်ထိုခေတ်သုံးဝဲမဆေအဝိုင်းတဝိုင်းမြအကြီးမားဒီကိုထင်းမုံအပြင်ရောက်လာမှတေးသေးချာချာတွေ့ကြရသည် လိုက်တဲ့မျက်လုံးလို့တွင်းထွက်ဗဒံများအတိုင်းပဲလို့တီတိုးတန်နေအိုးကြကြထွက်လာသည် မွေအယောင်ကပြားသလိုညိုးသလိုငကြင်းကွက်လိုအကြီးကုန်နေဖုံးနေသည်ကိုတာဘောကမွေကိုကောက်ယူပြီးအခုံးပေါ်တင်လိုက်သည်ထို့နောက်မြည်သူကိုမှနှုတ်မဆက်အလှဲ့မကြည့်တော့ဘဲနဲ့ခြေလန်းတော့တော့ပြန်ထွက်သွားသည်ကိုယ်တာဘောနောက်ကိုမြည်သူမှမလိုက်ရဲကြကြီးကိုတာဘောဤပခုံးပေါ်မှာအကောင်အထဲနဲ့မလိုက်အောင်ကြီးမားသောပပင်းကိုဖြန့်ထားသည့်ငကားဆိုသောတရဝါဤမျက်လုံးအယောင်သည့် ပြက်စစ်ပြက်တယ်လို့နီနီရဲရဲအယောင်ကဖြားထွက်နေသည်ကိုသာဂျွာသူဂျွာသားတွေငေးမောမျှော်ကြည့်ရင်ကြံရစ်ခဲ့ကြတော့သည်မခေရှိကသူရဲတတ်တယ်လို့ရေးထားသည့်အဘသာပေါ်မှတ်တမ်းကိုဖတ်ပြ၍ဆုံးသောအခါစကားဆက်ပြောလိုက်သည်ဖော့ပါကဒီလောက်ပဲပြောပြလို့ကျမကဒီလောက်ပဲရေးရတာအဘသာပေါ်ဘာဖြစ်သွားလဲဖော့ကွာအပွားကြီးကပြေမတိဘူးဆရာမလေးရဲ့အဲ့ဒီရွာကငကားပေါက်တာခံရတဲ့လူနာကိုကုပြီး ငကားကိုပကုံးပေါ်တင်ပြီးထွက်သွားလိုက်တာတဲ့အဖအားတို့စီပြန်မရောက်တော့ဘဲနဲ့တခါလေးပျောက်သွားတာပဲဟင်းတိမ်မမ်းမသိရှင်မမ်းမသိမခင်ရွှေကစိတ်မကောင်းစွာပြောသည်အေးဘလို့မှတရေအစအနာမရတော့ဘူးကိုသားပေါ်ရလာတော့ငါလည်းမမျော်လင့်မဲ့ရုတ်တရက်ရောက်လာလားပျောက်သွားတော့လည်းမမျော်လင့်မဲ့ရုတ်တရက်ပဲအဲတခုတော့ရှိရင်ကိုဘူအောင်ကတော့တကမှတ်မှတ်လိုက်တယ်တဲ့အာဘလို့မှတ်လဲကွာတို့ရွာအရှိမြောက်တော့ငါကုန်းမို့မို့နဲ့ဇေဒီအိုကိုတွေ့ရမို့လားလုံးပါလေး ုံမမို့ကိုတော့တွေ့သားဇီရီအိုရဲလို့တော့သတိမထားမိပါဘူး။ဘာအပင်ကြီးမှမသိတစ်ပင်ကြီးတပင်ကတော့ကုန်းထိပ်မှာတွေ့တယ်။မခင်ရွှေကဖြေတယ်။အဲ့ဒါကရမတ်ပင်ကြီးဆီယာမရဲ့ကရမတ်ပွင့်ချိန်ကြလို့ဆိုရင်ကုန်းပဝင်းချိန်မှာမှုလိုက်တာကြိုင်းနေတာပဲ။နှစ်ချိုကရမတ်ပင်ကြီးပေါ့။အပင်ရင်းမှာပြိုပြက်လို့မြေပင်နဲ့ညီးစုမတက်ဖြစ်နေတဲ့ရှေးစီရီငုတ်တို့ရှိတယ်။ဟုတ်ကဲ့ပြောပါပါဘွားဘယ်လိုအိမ်မက်လဲ။အိမ်မက်ထဲမှာပေါ့ကိုရင်တာပေါ်ကလူတစ်ပိုင်းမွေတစ်ပိုင်းနဲ့ကိုအောက်ပိုင်းကမွေခအထက်ပိုင်းကလူတဲ့ ဘာမှပြောရင်ဆိုရင်တော့မရှိဘူးကိုဘွားကိုကြီးကြီးလေးလေးပြုတ်ရီပြားပြီးအဲ့ဒီဇေဒီငုတ်တို့ရှိရာကုန်းပေါ်ကိုတက်သွားတယ်လို့အိမ်မက်မက်ခဲ့တယ်အဲ့ဒီတခါပါပဲနောက်ဘယ်တော့မှမမက်တော့ပါဘူးမက်ခေရွှေကသူဆန်းသောမွေးနှမ်းဆရာအဘသာပေါ်အเจ้าကိုငြိမ်ကက်စွာစဉ်းစားနေစမှာအပကြီးသမီးကပြောတယ်ဆရာမလေးဆရာမလေးကသူသူဆန်းဆန်းဝါဒနာပါတော့နားထောင်စရာကြီးအများကြီးရှိသေးတယ်အဲ့ဒီပြားငုတ်တို့ကလည်း မှတ်လောက်သားလောက်အဖြစ်ကလေးနဲ့ပါပဲဆရာမလေးရဲ့မခင်ရွှေကမျက်လုံးကျဲသွားပြန်တယ်ဟုတ်လားအမေဘလို့မှတ်လောက်သားလောက်လဲပြောပါအောင်ကျမမှတ်တမ်းရေးအောင်မယ်အပွားကြီးသမီးကရည်လိုက်သည်ဆရာမလေးဝါဒနာတော်တော်ပါလာဘဲကိုကဲအမေကိုနှိပ်ပေးရင်မေးပေတော့ညနေစာအတွက်ထမင်းဟင်းကိုငါပဲစီမံလိုက်ပါတော့မယ်အပွားကြီးသမီးကဂျီမောပြောဆိုပြီးထထသွားတဲ့အချိန်မှာမခင်ရွှေကအပွားကိုခြေပေါ်ဝါကိုညင်သာစွာဆုပ်ကိုင်းပြီးပြောပြပါတော့ဖော်ပွားလို့ပန်ချလိုက်တယ် ဝဒနာပါလို့နားထောင်ခြင်းလည်းပြောရတာပေါ့ကွယ်ဒီတောင်ကုန်းမုံမုံနဲ့ဖရာငုတ်တို့ကတနာစရာအကြောင်းကလေးတော့ဟောမကိုတွေ့ပဲလေကဲမှတ်တမ်းရေးဖို့စာရွက်လေးခဲတယ်လေပြေုံးကွယ်အဖွားဟိုစကားကြောင့်မက်ခင်ရွှေကစက်ကူနဲ့ဖောင်တင်ကိုပေါ်ပါတွက်လာတော့ခြေလမ်းပြင်တွားယူခိုင်မှာအဖွားအိုကဆရာမလေးရေမှတ်တမ်းတွေကို အမှတ်တိရေရရအိုင်မသူတော်စင်အမှတ်နှစ်ရေရရအိုင်မမွေနိုင်သူလို့ခေါင်းစည်းတက်ခိုင်းတာကောင်းပါတယ်နော်လို့လှမ်းပြောတယ် ကောင်းပါတယ်ပပအခုပြောမှာကိုတော့ဘယ်လိုခေါင်းစည်းတက်ရမလဲမခေရွှေကပြန်မေးတယ်အပေါ့ကမဆိုင်မတော်ဖြစ်တယ်ရေးပြအိုက်မဇေဒီအိုလို့ခေါင်းစည်းတက်လိုက်ပေါ့ဟုတ်ကဲ့ပပကဲကျမရို့အစင်းနဲ့ဖြစ်ပါပြီပြောပါပပမခေရွှေကစက်ကူနဲ့ဖောင်းတဲ့ကိုအတင်ပြင်းကားအဖအိုပြောသည့်ကုန်းမမို့ထက်ကဇေဒီအိုနဲ့ပတ်သက်သည့်အကြောင်းကိုစိတ်အားထက်သန်စွာနားဆွင့်ထားလိုက်တော်သည်စာဖတ်ပြည့်တဲ့ကြီးရေးပြအိုက်မမွေးနိုင်သူဆိုတဲ့ ဇလန်လေးကတော့ဒီနေရာမှာပြီးသွားပါပြီ။နောက်ထပ်ရေပြာအိုင်မှာဆီရီယိုဆိုတဲ့အပိုင်းလေးကိုဆက်လက်စောင့်မျှော်ပေးပါဦးရှင်။ဆရာမကြီးမဝဲမြင့်တဲ့တကွာစာပတ်သူအားလုံးကိုကျေးဇူးတင်ရပါတယ်ရှင်။ဆုံးထိနားထောင်ပေးခဲ့လို့လည်းကျေးဇူးအထူးတင်ပါတယ်ရှင်။